နေပြည်တော်ကောင်စီအနေဖြင့်ပြည်မနာမြို့နယ်တစ်ဆိတ်ပင်လျှော်ထိန်မှာစစ်တပ်ခွင့်ပြုချက်နဲ့တိစောက်နေတဲ့ဗလီကိုကန့်ကွက်တားဆီးခဲ့တဲ့အမျိုးသားရဲ့လှူရှားသူတွေနဲ့တန်ခါတချို့ကိုစစ်တပ်ကစတင်ပါလာ30ရင်းကခေါ်ယူစစ်ဆင်နေရလို့မြို့ခန့်တွေစီကသိရပါဗျာ ။ဗလီတီစောင့်နေတာကိုကက်ကွက်ဆန္ဒပြဖို့လုံနေသူတွေဖန်ဆီးခံခဲ့ရပြီးဆရာတော်ကြီးတွေတောင်းမယ်လို့ပြန်လို့ပေးလိုက်တယ်လို့မျိုးခန့်တယောက်ကဒီပူပီကိုပြောပါတယ်။အမုံဖွင့်မှုဖွင့်ကိုတော့မသိရသေးဘူးလို့လည်းသိရပါတယ်။နေပြီးတော့ကောင်းစီနေမြေပြင်မနာမျိုးမှာဗလီတီစောက်တဲ့ကိစ္စကိုရွှေအင်တော်မဟာစီရိတ်သားကြောင်းတိုင်းတိစိမ့်မင်းကြောင်းတိုင်း ဝေလူဝံကျောင်းတိုင်ရှေဟောင်းကျောင်းတိုင်မစိုးရင်ကျောင်းတိုင်နဲ့ဓမ္မစရိယကျောင်းတိုင်တို့ကဆရာတော်6ပါးကဖြတ်သိမ်းပေးဖို့တောင်းဆိုခဲ့တယ်လို့နေပြည်တော်သတင်းအရေးမြစ်ကဒီဘူဘီကိုပြောပါတယ်၂၀24ခုနှစ်ဧပြီလ7ရက်နေ့ကစစ်ကောင်းဆောင်ကဗုဒ္ဓဘာသာနဲ့အင်္ဂလိပ်ကခရီးယံကက်သလစ်ခရီးယံနစ်ချင်းခရီးယံဆွန်နီအစ္စလမ်ရှီယာအစ္စလမ်ဟိန္ဒူဘာသာတွေကကိုယ်စားလှယ်တွေကို နေပြည်တော်ကိုဖိတ်ပြီးဘာသာရေးအဆောက်အအုံတွေတည်ဆောက်ဖို့ညနေရာတွေပေးအပ်ခဲ့တာဖြစ်ပါရဲ့ရှင်